င်္ဂလာပါရှင်2025ခုနှစ်ဇွန်လ2ရက်နေ့ရက်မွန်တက်12နိုင်အချိန်တိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မို့မို့ပါရှင်။ဗိုလ်ချုပ်ဟောင်းတွင်နေမိသားစုဝင်တွေလောက်ကျန်ခံရမှာကိုစိုးရိမ်တာကြောင့်နေရပြောင်းပြီးလိုဝတ်နေထိုင်ကြတဲ့အပြင်တတ်တော်ဆောင်အဖွဲ့တွေငားရမ်းခြင်းနဲ့ကွင်းပြူချက်တောင်းလက်နက်ကင်ဆောင်မှုတွေလုပ်နေကြပါပြီ။လေတစခန်းကို drone နဲ့တိုက်ခိုက်ခံရပြီးရုရှားစစ်လေယာဉ်40လောက်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်းယူကရိန်းကဆိုပါတယ်။ စစ်ကောင်စီကလေးချိန်မြောက်ယာယီအပြစ်ခတ်ရက်စဲရေးကျင်းညာပြီးတဲ့နောက်မှာတပိတ်ကျင်းတဲ့စင်ကူမြို့နယ်တို့ကိုလေရင်နဲ့ပုံကျဲမှုမှာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဦးစိုးရင်ရတယ်လို့ဆိုပါတယ်။ပခောက်ကူမြို့ပေါ်ခရိုင်မီတပ်ရုံမှတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို အနီးကဝင်ရောက်တိုက်ခိုက်မှုမှာစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ပါတယ်ရှင်။မြစ်ကြီးနားမြို့မှာအေယော်ရီမြင့်ရီစိုးရင်ရင်မှတ်ထမြင့်တက်လာပါတယ်။ ဒီသတင်းလေးနဲ့အတူဒီကနေ့မွန်းတက်7နိုင်ချိန်ထိနောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့ပြည်တွင်းမှာတော်လန်ရေးတက်တွေလှုပ်ကြံတက်ဖြတ်ခံရမှာကိုဆိုရင်တော့ဗိုလ်ချုပ်ဟောင်းတွေနဲ့မိသားစုဝင်တွေမှာနေရာပြောင်းခြင်းလောကနေထိုင်ခြင်းဖြင့်တတ်ထော်ဆောင်များငားယမ်းခြင်းနဲ့စစ်တပ်ခြံမှခွင့်ပြုချက်တောင်းခံကလက်နက်ကင်ဆောင်ခြင်းတွေကိုလှုပ်ဆောင်လာကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်းကပြောပါရယ်2021ခုနှစ်နိုဝင်ဘာလမှာမိုင်းတဲဆက်တဲရေးကုမ္ပဏီမှဘန္နာရေးအရာရှိချုပ် ဒုတိယဘုံမူကြီးဟောင်းတိန်အောင်2022ခုနှစ်စက်တင်ဘာလမှာဘုံမူချုပ်အုံးသွင်တဲ့တမတ်စစ်အရာရှိဘိုလ်ကြီးတို့ကိုလှုပ်ကြံတပ်ဖြတ်ခဲ့မှုများဖြစ်ပွားပြီးတဲ့နောက်မှာဘုံမူချုပ်ဟောင်းနေတဲ့မိသားစုဝင်တွေမှာနေပြည်တော်ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ဒါပေမဲ့နနစ်ကျော်အကြာမှာလုံခြုံရေးပြန်လည်တည်ငြိမ်လာပြီလို့ယူဆကဗိုလ်မှူးချုပ်ဟောင်းတွေကနေပြည်တော်ကနေရန်ကုန်ကိုပြန်လည်ပြောင်းရွှေ့လာကြပါတယ်။အဲဒီနောက်မှာ2025ခုနှစ်မေလ22ရက်နေ့နနက်ပိုင်း ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်မှာအငိမ့်ဆောင်ဘုံမှုချုပ်ချိုထွန်းအောင်လှုပ်ကြံခံရပြီးတဲ့နောက်မှာရန်ကုန်မှပြန်လည် နေထိုင်ကြတဲ့ဘုံမှုချုပ်ဟောင်းတွေနဲ့မိသားစုဝင်တွေမှာနေပြည်တော်ကိုပြန်လည်ပြောင်းရွှေ့နေထိုင်ကြပါတယ်။ဘုံမှုချုပ်ချိုထွန်းအောင်လှုပ်ကြံခံရတော့မှအားလုံးလုံခြုံရေးပြန်ဆိုးရင်ပြီးနေပြည်တော်ကိုပြောင်းရွှေ့လာကြတယ်။ရန်ကုန်လိပ်စာတွေမှာမနေကြတော့ဘူးလို့နေပြည်တော်စစ်ဘက်တရင်တွေကပြောပါတယ်။ဒါပြင် ဗိုလ်ချုပ်ဟောင်းအနေနဲ့မိသားစုဝင်တွေမှာလုံခြုံရေးအတွက်တတ်တော်ဆောင်အဖွဲ့တွေငားရမ်းလာခြင်းစစ်ကောင်စီထံမှလက်နက်ကင်ဆောင်ခွင့်များတင်ပြတောင်းခံကလက်နက်ခဲယမ်းများဝယ်ယူကင်ဆောင်ခြင်းတွေကိုလှုံ့ဆော်လာကြောင်းလည်းသိရပါဗျ။တော်တော်များများကတော့အိမ်မှာအရင်တက်မှနေခဲ့တုန်းကလက်အောက်ငယ်သားအဟောင်းတွေကိုအိမ်တွေမှာခေါ်ထားတယ်။တတ်တော်ဆောင်ပုံစံခေါ်ထားတာအခုနောက်ဆုံးကတက်မတော်စီမှာခွင့်ပြုချက်တွေတင်ပြီးတော့လက်နက်ခဲယမ်းကင်ဆောင်ကြတာဘူလလာဆွေဆိုရင် သူအတွက်တင်မဟုတ်ဘူးသူ့အိမ်မှာနေတဲ့လုံခြုံရေးပါ လက်နက်တချာတာလို့နေပြီးတော့စစ်ပတ်တရင်ရင်းမြက်ကပြောပါတယ်။ရခင်တမရဟောင်းတိမ့်စိန်လက်ထက်တမရယုံဝင်ကြီးလှုပ်ခဲ့တဲ့စိုးသိမ့်နဲ့ဒါအေဂျန်တို့ကလည်းရန်ကုန်ကိုမလာကြတော့ဘဲနေပြီးတော့မှသာအိမ်ပြောင်းပြီးလိုဝတ်နေထိုင်ကြကြောင်းစိုးသိမ့်နဲ့ဒါအေဂျန်တို့မှရန်ကုန်တိုင်းဗဟန်းမြို့နယ်ရွှေတောင်ကြားနှစ်ရက်ကွာကုကိုရိတ်တာလန်အမတ်၁၆ A1 မှာမထိုင်ကြတော့ကြောင်းစိုးသိမ်းရဲ့သား A ကျန်းကစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှာအတွင်းရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပေမဲ့လူကြုံရေးစိုးရိမ်တာကြောင့်အစီအဝေးနဲ့ရုံးကိုလာရောက်ခြင်းမရှိတော့ကြောင်းလည်းသိရပါဗျ။စိုးသိမ်းရဲ့သားဖြစ်သူကရန်ကုန်မှာပြည်သူတွေကိုသူ့အဖေနဲ့သူ့ကိုနာမည်ဖြတ်လို့ဆိုပြီးဆက်သွယ်ရေးဥပဒေရော်ကြေးတင်းထောင်ချီလိုချင်လို့တရားလိုအဖြစ်တရားစွဲထားတဲ့အမှုတွေအများကြီးပဲအဲ့ဒါကိုအမှုယုံချင်းတွေလည်းမလာတော့ဘူး သူ့ကိုလှုပ်ကြမှာကြောက်လို့မီဒီယာကောင်စီမှာအတွင်းရေးမှုလှုပ်နေတာလဲမလာတော့ဘူးလို့သိရတယ်လို့စိုးသိန်းသားဖြစ်သူအေဂျင့်ရဲ့တရားစွဲမှုကိုရင်ဆိုင်နေရတဲ့ပြည်သူတူကပြောပါတယ်ဗိုလ်ချုပ်ဟောင်းနေနဲ့ဖွဲ့စည်းထားတဲ့ကြံဖို့ပါတီအတွင်းမှာလဲပါတီထိပ်ပိုင်းခေါင်းဆောင်တွေတွာလာရမှာတက်ဆိုင်ရာစစ်တပ်နဲ့ရဲကိုအကြောင်းကြားပြီးတော့လုံခြုံရေးရယူထားပြီးမှတွာလာကြရန်ပါတီမှာညွှန်ကြားထားကြောင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ အထူးအောင်မြင်တဲ့ drone စစ်စင်ရေးတစ်ခုအတွင်းရုရှားစစ်လေရင်အမျိုးမျိုး အစီး40လောက်ကိုတိုက်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ယူကရိန်းကပြောပါတယ်အဲ့ဒီအချက်လက်သားမှန်ကန်ရင်စစ်ပွဲကာလတလျှောက်လုံးမှာရုရှားလေတပ်ကိုအထိနာဆုံးဖြစ်စေတဲ့ drone စစ်စင်ရေးမျိုးယူကရိန်းကအကောင့်ထဲပေါ်နိုင်ခဲ့တဲ့သဘောပါပဲ။ယူကရိန်းထောက်လန်ရေးဌာန SBU ရဲ့ထုတ်ပြန်ချက်မှာတော့ရုရှားနိုင်ငံအနှံ့ကလေတပ်စခန်းတွေကိုပြစ်မှတ်ထားဖြန့်ကျက်တိုက်ခိုက်ခဲ့ပြီး ရုရှားရဲ့မဟာဗျူဟာဘုံကျဲလေရင်ကြီးတွေကိုပါဖျက်ဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ယူကရိန်းစစ်တပ်နဲ့နှိစက်သူတွေကအဲ့ဒီစစ်စင်ရေးကိုယူကရိန်းသမ္မတဇယ်လန်စကီကိုရိုင်းကြီးမှုကုတ်ကဲခဲ့တယ်လို့ပြောပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတစ်ခုမှာတော့ယူကရိန်းနဲ့မိုင်ပေါင်းထောင်ချီဝေးကွာရာအာကတ်ဒေတာမှာဖီလာယာလေတပ်စခန်းမှာဒရုန်းတွေနဲ့တိုက်ခိုက်ခံရတာကို တွေ့ရပါတယ်။ဒါရင်မကသေးပဲရုရှားနိုင်ငံအနောက်မြောက်ပိုင်း မာမတ်မြို့မှာရှိတဲ့အိုလန်ညာလေတက်စခန်းမှာလဲဇွန်လ၁ရက်နေ့ကယူကရိန်းဒရုန်းတွေတိုက်ခိုက်ခံရတာပဒင်းတွေထွက်ပေါ်နေပါတယ်။ထိခိုက်ပျက်စီးမှုအခြေအနေကိုတိတိကျကျမသိရသေးပေမဲ့ရုရှားဆုံးရှုံးလှရတဲ့အထင်မှာနျူကလ িয়ার လက်နက်တွေတပ်ဆင်နိုင်တဲ့ TU-95 နဲ့ TU-22 M3 ဘုံးကျဲလေယာဉ်တွေ A15 လေကြောင်းရန်ကာကွယ်ရေးလေယာဉ်တွေပါ ပါဝင်တယ်လို့သိရပါတယ်။ လူမှုကွန်ရက်ပေါ်မှာယူကရိန်းရဲ့ drone တိုက်ခိုက်မှုဟာပင့်ကူအိမ်လိုရှက်တမ်းပြီးတော့အလုံလုံးတဲ့စနစ်လို့လူပြောများပြီးတော့ဇယ်လန်စကီးရဲ့အနီးကပ်အကြံပေးအရာရှိအန်ဒရီယာမတ်ကလည်းပင့်ကူအိမ်ပုံ emoji လေးတစ်ခုကိုလူမှုကွန်ရက်မီဒီယာတွေဖြစ်တဲ့ Telegram နဲ့ X မှာတင်ထားခဲ့ပါတယ်။ယူကရိန်းဟာဝေးကွာတဲ့ပြင်းမှတ်တွေကို drone နေနဲ့ဘလို့ဘယ်ပုံတိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရပါပေမဲ့ Siberia မှာရှိတဲ့ Afka Data အုပ်ချုပ်ရေး Egov cops ကအဲ့ဒီ drone တွေဟာ truck ကဒစီးစီကနေပြန်တက်လာခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ drone တွေအစတင်ပေါ်ထွက်လာတဲ့နေရာကိုရှင်းလင်းလိုက်ပြီးဖြစ်တယ်လို့ထိခိုက်သေးချေမှုမရှိဘူးလို့လည်းသူက Telegram မှာရေးသားထားပါတယ်။ Russia က Ukraine နိုင်ငံအနှံ့ကို drone 428စီးဒုံးကျည်9စင်းအသုံးပြုတိုက်ခိုက်ခဲ့ပြီးနောက်တညမှာပဲ Ukraine ကပင့်ခုအိမ် drone စစ်ဆင်ရေးကိုအကောင့်ထဲပို့ပြီးတော့ Russia လေရင်တွေစီဖြတ်စီနိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးအကြံဖတ်စစ်ကောင်စီကဇွန်လတစ်လလုံးအပြစ်ခတ်ရက်စဲမယ်လို့ကြေညာထားပြီးတဲ့နောက်မှာမန္တလေးတိုင်းတပိတ်ကျင်းနဲ့စင်ကူမြို့နယ်တို့မှာလေရင်နဲ့ပုံကျဲခဲ့ရာပြည်သူတုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတအူးစိုးရင်ရကြောင်း ဒေတာပြည်သူတွေကပြောပါရယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့စင်ကူမြို့နယ်မှာရှိတဲ့စာတင်ကျောင်းနဲ့ Lucky 7 Hotel အပါအဝင်တေးဝါတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၁ဦးစိုးရိမ်ရကြောင်းပြည်ဦးလင်ခရိုင် ပကဖာမှတာဝန်ရှိသူတို့ကလည်းပြောပါရယ်ဇွန်လ၁ရက်နေ့နနက်9:40မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်၄မိုင်ကန်တာ စာတင်ချောင်းကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ပေါင်900ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါဗျ။အကြံဖတ်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုတွင်စာတင်ချောင်းဆောင်းနှစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပြီးပြည်သူများအထိခိုက်မရှိဘူးလို့လည်းသိရပါဗျ။အလားတူဇွန်လ၁ရက်နေ့မွန်းလယ်၂နာရီ၃၆မိနစ်ခန့်မှာစင်ကူမြို့နယ်နှွေယုံကျေးရွာကိုအကြံဖတ်စစ်တပ်ရဲ့တပ်တအူးလေတပ်မှတက်လာတဲ့ ဂျက်ဖိုက်တာနဲ့လေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးအဆောင်အုံနှလုံးထိခိုက်ပျက်စီးခဲ့ကာပြည်သူများထိခိုက်မှုမရှိကြောင်းလည်းသိရပါဗယ်။ဒါ့အပြင်မိုးလဲ2နာရီ32မိနစ်မှာလဲစင်ကူမြို့နယ်နှစ်တောင်ကျေးရွာမှာရှိတဲ့ Lucky 7 Hotel ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ထမှန်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတအူးမှအခြေအနေပြင်းထန်ကြောင်းလည်းသိရပါဗျ။ ဒီနေ့လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခံရတာ၃နေရပေါ့စင်ကူမြို့နယ်ထဲကနေနေရနဲ့တပိတ်ချင်းမြို့နယ်ထဲကတနေရပေါ့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရတယ်တဦးကတော့ဒဏ်ရာအခြေအနေပြင်းထန်တယ်လို့ပြည်ဦးလင်ခရိုင်ပါကဖတာဝန်ရှိသူတို့ကပြောပါတယ်ပြည်သူတွေအနေနဲ့အကြံဖတ်စစ်ကောင်စီနဲ့ဝေးရမှာနေထိုင်ကြရတဲ့လေချောင်းရံကောက်ခွဲနိုင်ရန်အတွက်ဘုံခိုခြင်းများတူးဖော်ထားကြရန်ပြည်ဦးလင်ခရိုင်ပါကဖကအတိပေးနှိုးဆော်ထားပါတယ် အကြံဖတ်စစ်ကောင်စီကမေလ31ရက်နေ့မှာလေးချိန်မြောက်အပြစ်ခတ်ရက်စဲရေးကြေညာထားခဲ့ပြီးဇွန်လ1ရက်နေ့ကနေပြီးတော့ဇွန်လ30ရက်နေ့အထိအပြစ်ခတ်ရက်စဲထားမယ်လို့ကြေညာခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပခုတ်ကူမြို့ပေါ်ခရိုင်မီတပ်ရုံမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကိုအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်မှ5ဦးသေဆုံးခဲ့ကြောင်းရွှေညာမြေ PDF မှတာဝန်ရှိသူတို့ကပြောပါတယ်။ ဇွန်လ၁ရက်နေ့နနက်အစောပိုင်း3:30မိနစ်မှာပခုတ်ကူမြို့ပေါ်မှာရှိတဲ့ခရိုင်မိသက်ယုံမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကအနီးကပ်တွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုမိနစ်30ကြာမြင့်ခဲ့ကြောင်းအကြံဖတ်စစ်ကောင်စီတပ်သား5ဦးသေဆုံးက5ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရပါဗျ။တိုက်ပွဲဖြစ်ပွားရာနေရာကိုပခုတ်ကူမြို့ပေါ်မှာရှိတဲ့တမ101နဲ့ လောက်ခံတက်စခန်းများမှာစစ်ကူများလာရောက်ခဲ့ကြကြောင်းတော်လရင်ရဲဘော်များအထီးကိမ်းမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရပါဗယ်ပခုတ်ကူမြို့ပေါ်မှာမိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်စခန်းတွေစစ်ကောင်စီတပ်သားတွေပြူစောထီတွေနဲ့ဝဲဝဲနေပေဖို့မြစ်တာရက်ခံလိုပါတယ်လို့ရွှေညာမြေ PDF တာဝန်ရှိသူတို့ကလည်းပြောပါဗယ်အဲ့ဒီတိုက်ခိုက်မှုကိုရွှေညာမြေ PDF နဲ့ပခုတ်ကူပါကဖတရင်တင် နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင်ပကဖတက်ရင်တုံတက်ခွဲလေးတို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ AR မြစ်ရေစိုးရိမ်ရေမှ အထက်ကိုမြင့်တက်လာပြီး အရင်ရက်ထက်ပိုနောက်ကြည့်နေတဲ့ရေတွေမြို့ပေါ်ရပ်ကွက်တွေကိုစီဝေနေပါတယ်။ယနေ့ဇွန်လ2ရက်နေ့နနက်6နာရီတိုင်းတာချက်အရရေမှ1250စင်တီမီတာကိုရောက်ရှိလာခြင်းဖြစ်ပါတယ်။ ညကြီနာမြို့ရဲ့စိုးရိမ်ရေမှတ်က1200စင်တီမီတာ39ဘီကဖြစ်ပါတယ်။ရေတွေက အနယ်တွေပုံများလာပြီးပိုပစ်လာတယ်။အထက်ဘက်မှာတောင်ကြရေတွေပိုပြီးတော့ဆင်းလာတဲ့အခြေအနေတွေရှိပါတယ်။ဒါဆိုရင်ရေဘေးကထင်ထားထားတဲ့ပိုဆိုးနိုင်တယ်လို့ညကြီနာမြို့ကတောက်ကလည်းပြောပါတယ်။လက်ရှိအခြေအနေမှာညကြီနာမြို့ပေါ်မှာရှိတဲ့မနောကွင်းအထိရေတက်နေပြီးတက်ပေါင်ချံစီတာဘူးလေကုန်းနဲ့ရံဘူးရက်ွက်တွေမှာ ကြံတဲ့ရက်ွက်တီထပ်ပို့ပြီးတော့ရင်များနေတယ်လို့သိရပါတယ်။မိုးလည်းမတိတ်သေးပဲဆက်ရွာနေတယ်။မြင့်ရဲရေတပေတက်တိုင်းရက်ွက်တီမှာရေနပေမြင့်တက်ပါတယ်။ချောင်းရည်တွေကပါတဆင့်မှာရေတွေကတိုးနေတာမို့လို့တတော်ကို အကြက်တွေ့နေပါတယ်။ရှောက်ပွေကဲဆဲရေတွေကိုထင်းသားမြင်သားရှိအောင်ပြင်ဆင်ထားဖို့လိုတယ်လို့မြင့်ကြီးနာမြို့ကတောက်ကပြောပါတယ်။အရာဝရီမြစ်ဖြာပိုင်းဒေတာတွေဖြစ်တဲ့မေခမလိခမြစ်ဆုံဒေတာများပူတာဝခရိုင်အတွင်းမှာမြို့နယ်များ တရုတ်နဲ့ထိစပ်နေတဲ့ဘာဝါဆော့လော်မြို့အပါဝင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာလည်းမေလ25ရက်နေ့ကစပြီးမိုးရွာခဲ့ပြီးတဲ့နောက်မှာအေယာဝရီမြစ်ရေတိုးလာခြင်းလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်ချီဖွဲစွန်ဘရာဘွန်ဆော့လော်ပန်ဝါပူတာအိုမြို့တွေမှာရေကြီးပြီးတော့စစ်ပေရှောင်စခန်းတွေနဲ့နေအိမ်တွေပျက်စီးမှုတွေရှိနေပါတယ်။ပြက်စီသွားတဲ့စစ်ဘေးရှောင်စခန်းတွေအတအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့အရက်ဖတ်အဖွဲ့အစည်းတွေကလည်းပြောပါတယ် ပူတာအိုဆွန်ဘရာဘွန်လမ်းဝိုင်းမော်ချီပွေလမ်းမှာလည်းတောင်ကျချောင်းရီတွေကြောင့်ကားလမ်းတွေပြက်စီပြီးတော့ခရီးသွားတွေရေဘေးကျုံနေရပါတယ်ရှင်။ဒီကနေ့မွန်းတဲ့12နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။